ာပြည့်သူအောင်ဘူကောင်းတန်းရဲ့လိမ္မာရေးချရှိမှုကြောင့်ဂုံတက်နေတဲ့ထွန်းအင်ဒရာဘုံပြည်သူများလုံးမင်္ဂလာပါရှင်ဆယ်လီအမန်ပလတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အစောရောင်းတဲ့တယောက်ဆောင်ထိတ်တန်းမင်းသမီးကြီးထွန်းအင်ဒရာဘိုကတားလေးတယောက်တည်းမွေးထားပေမယ့်အဲ့ဒီတားလေးရဲ့အင်မတန်လိမ္မာရေးချရှိတဲ့ပြောဆိုပုံတွေကြောင့်ဂုံယူနေရပါတယ် အခုချိန်မှာဆိုရင်တော့အစိုးရကြီးထွန်းအင်ဒရာဘိုရဲ့တဦးဒေတော်သားလေးဖြစ်တဲ့အောင်ဘူကောင်းတန်ရဲ့စကားပြောဆိုပုံတွေကဆိုရှယ်မီဒီယာမှာခေစားနေကြရပါပရိသတ်တော်တော်များများကလည်းဒီသားလေးရဲ့မိခင်နဲ့ဖခင်ပေါ်မှာဆက်ဆံပုံကိုကြည့်ပြီးတော့သူတို့ရဲ့သားသမီးတွေကိုပြန်ပြပြီးဒီလိုမျိုးပြောဆိုတာမျိုးမလုပ်ကြဖို့အတွက်ဆုံးမနေကြပါရဲ့။ဘာဖြစ်လို့လဲဆိုတော့ထွန်းအင်ဒရာဘိုရဲ့သားဖြစ်သူအောင်ဘူကောင်းတန်ကဖခင်နဲ့စကားပြောတဲ့နေရာမှာတော်တော်လေးကိုအချိုးမပြေလာပဲရိုင်းဆိုင်တဲ့အပြစ်မှုတွေကိုထုတ်ပြနေရကြောင်းဖြစ်တယ်လို့ဆိုကြတာပါ။ဒါကြောင့်ဒီလောက်ထိလိမ္မာရေးချရှိတဲ့ သားလေးကိုမွေးထားရသလားဆိုပြီးတော့ရွယ်ဆောင်တဲ့အဝေးဘက်မှုတွေကိုရရှိနေရဖြစ်ပါတယ်။မင်းသမီးကြီးထွန်းအင်တော်ဘုကတော့သူမရဲ့သားလေးဘလောက်ထိအလိမ်မာကြောင်းမိဘပေါ်မှာတိတက်ကြောင်းအမြဲတမ်းကြွားနေကြရဖြစ်ပါတယ်။နိုင်ငံသားကိုပညာတော်တင်လှလိုက်ရတာတောင်မှစိတ်မချနိုင်အောင်ဖြစ်နေရလဲဆိုပြီးနေ့စဉ်နဲ့မျှငိုယူနေခဲ့ရပါဘူး တားလေးကယူသားသူလေးဖြစ်ပြီးတော့မိဘတွေပေါ်မှာအင်မတန်ကိုတည်တတ်တဲ့အတွက်အခုလိုမျိုးနိုင်ငံသားကိုပို့ပြီးတော့ခွဲခွာနေရမယ့်အဖြစ်ကိုဘလို့မှလက်မခံနိုင်ကြရပါဒါကြောင့်မလို့နေ့စဉ်နေ့တိုင်းတားလေးနဲ့ဗီဒီယိုခေါ်ပြောပြီးတော့အဆက်အသွယ်မပြတ်အောင်နေထိုင်နေရလို့ဆိုပါတယ်မိဘပေါ်မှာအရင်တည်တတ်ပြီးတော့လိန်မာတဲ့တားလေးဖြစ်လို့ချင်းမွန်ကန်းတွေဖွင့်ထားခဲ့ပေမဲ့လည်းထွက်ပေါ်လာခဲ့တဲ့ဗီဒီယိုဖိုင်ထဲမှာတော့တော်တော်လေးကွဲပြားနေရလို့ဆိုကြပါတယ်ထိုရင်ဒရာဘိုရဲ့တားလေးကဖခင်ကြီးနဲ့စကားပြောတဲ့ချိန်မှာဒီလိုမျိုးဖြစ်တယ်ကွာဟိုလိုဖြစ်တယ်ကွာဆိုပြီးတော့တကွာကွာနဲ့စကား ားကိုယဉ်ကျေးမှုမရှိတုံတုံပြောဆိုနေရဖြစ်တယ်လို့ပြောကြတာပါ ဗုဒ္ဓဘာသာမြန်မာလူမျိုးတယောက်အနေနဲ့ကိုယ့်ထက်အသက်ကြီးတဲ့လူတွေအပေါ်မှာအထူးသဖြင့်မိဘတွေအပေါ်မှာဒီလိုမျိုးပြောဆိုတာမျိုးကဘယ်လိုမှမသင့်တော်လာပါဘူး။ကိုယ့်ရဲ့မြန်မာယဉ်ကျေးမှုနဲ့စန့်ကျင်နေတဲ့အတုံးနှုံးတွေကိုအဟုတ်ကြီးထင်ပြီးတော့ပြောဆိုနေတာကတော့မိဘတွေရဲ့ဆုံးမသွန်သင်မှုညံပြင်းလာကြောင်ဖြစ်မယ်ဆိုပြီးတော့ဝေဖန်ခံနေရပါတယ်။မိဘတွေအနေနဲ့လည်းကိုယ့်ရဲ့သားလေးကကိုယ့်အပေါ်မှာဘယ်လိုဆက်ဆံနေရဲဆိုတာကိုဂရုမစိုက်ဘဲနဲ့ဒီအတိုင်းလွတ်ထားခဲ့တဲ့အတွက်ကလေးကဒီလောက်ထိစကားပြောဆိုအချိုးမပြေဖြစ်သွားတာလို့ပြောကြပါတယ်။ဖခင်တရားလုံးကိုရှေ့မှာထား ီးတော့စကားကိုပြောချင်းတယ်လို့ပြောလှုပ်ချင်းတယ်လို့လှုပ်နေတဲ့အပြုအမူတွေကြောင့်အားလုံးကဝေဖန်ထောက်ပြနေကြတာပါ။ မင်းသမီးကြီးထွန်းရွာဘောကတော့သူမရဲ့သားလေးအရန်လိမ့်မာကြောင့်နေစဉ်နေတိုင်းကြွားနေခဲ့ပါတယ်။ဒါပေမဲ့လည်းအခုတော့ပုံစံအမှန်တွေကပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ဘလို့ပဲနိုင်ငံသားမှနေထိုင်လို့စကားပြောဆိုပွင့်လင်းတာပဲဖြစ်ပါစေ။ကိုယ့်ရဲ့မိဘအရင်တွေအပေါ်မှာဒီလိုမျိုးပြောဆိုတာမျိုးကဘလို့မှမသင့်တော်လာပါဘူး။ဒါတိုင်မှာကနိုင်ငံသားမှသွားရောက်ပြီးတော့ပညာသင်ကြားနေရဆိုတာကလည်းဘလောင်းမှနှိမ့်မကြသေးရဖြစ်တဲ့အတွက်မြန်မာနိုင်ငံမှနေထိုင်စဉ်ကတည်းကစကားပြောဆိုလိမ့်မာရင်ကျေးမှုမရှိတာကိုသိတာနေခဲ့တယ်လို့ပြောကြပါတယ်။ပတ်စံတွေအများကြီးချမ်းသာနေရဆို ပေမဲ့လည်းကိုယ့်ရဲ့အသားသမီးတယောက်ကိုအခုလိုမျိုးတိကျစွာဆုံးမသွန်တင်နိုင်စွမ်းမရှိတဲ့အတွက်အားလုံးကတော့ဝေဖန်နေကြပါတယ်။ တကယ်တော့ထွင်းနာဘွေရဲ့သားလေးတင်မဟုတ်ပါဘူး။သူမဖြစ်သူရွှေနန်းတော်ရဲ့အမွေဆက်ခံသူတထေးသမီးလေးဂျီဟာဆိုရင်လည်းစကားပြောဆိုရတဲ့နေရာမှာဒီလိုမျိုးတကွာကွာနဲ့ပြောနေတတ်တာကိုပရိသတ်တွေကသတိထားမိသွားခဲ့ကြပါရဲ့။ဒါကြောင့်သူတို့မိသားစုအနေနဲ့သားသမီးတွေကိုဒီထက်ပိုပြီးတော့လိမ္မာရေးချရှိအောင်ထိန်းချောင်းတင်နေဆိုပြီးတော့အားလုံးကပြောဆိုနေကြပါရဲ့။ပရိသတ်ကြီးတို့ရောထွင်းနာဘွေရဲ့သားလေးမိဘပေါ်မှာစကားပြောဆိုဆက်ဆံပုံပေါ်မှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။